အရန်တော့မများပါဘူးဒါပေမဲ့ trailer ကြည့်ုံနဲ့တော့မရှင်းနိုင်ဘူးထင်တယ်။အောက်တန်းသားလို့လုံးဝခေါ်မခံနိုင်ဘူး။တန်းသားမလုံးဝမအောက်တန်းသားလို့အဲ့လိုအောက်တန်းသားလို့ပြောတာနဲ့ပြောတဲ့လူကိုစိတ်ထဲကနေတခါတည်းတပ်ပလိုက်တာ။အဲစိုက်ကိုအဲစိုက်ကိုနည်းနည်းဆန်တယ်ပေါ့နော်စိုက်ကိုနည်းနည်းဆန်တယ်သူမှ trauma လေးတွေရှိတယ်အဲအဲ့ဒါလေးကဟိုးငငယ်လေးကနေဖြစ်ခဲ့တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကနေစတာ ဲ့လိုမျိုးဒီကားထဲမှာကျွန်တော်ချမ်းမြေပါကျွန်တော်ချမ်းမြေနေရာနေတိကျဆောင်ပါပါလေဟုတ်ဒီကားထဲမှာကျွန်တော် delivery ပို့တယ်ပေါ့နော်ဒါပေမဲ့ဇလန်းကကျွန်တော်တို့အင်တာဗျူးသမားတွေကလူရှင်ကမကြည့်ရသေးဘူးဆိုကျွန်တော်ဘယ်လိုပြောပြမလဲမသိဘူးကြည့်ပါ ထွေလာကြီးတို့ရိုးပြီပါထွေလာကဇလန်းကိုဝတ်ထားတယ်အရန်တော့မများပါဘူးဒါပေမဲ့ထွေလာကြီးုံနဲ့တော့မရှင်းနိုင်ဘူးထင်တယ်အစိုက်ကိုပေါ့အစိုက်ကိုနည်းနည်းဆန်တယ်ပေါ့နော်စိုက်ကိုနည်းနည်းဆန်တယ်သူ့မှာ trauma လေးရှိတယ်အဲအဲ့ဒါလေးကဟိုးငငယ်လေးရကနေဖြစ်ခဲ့တဲ့ဟာလေးနော်အဲ့ဒါလေးရကနေစတာအဲအဲ့လိုမျိုးအဲအဲ့ဒါကိုအဲ့ဒါကြောင့်သူကြည့်မှရတယ်အဲချောကလက်ကပြောပြလို့မရဘူးပြန်ပြဿနာအဲချောကလက်မှရှိတယ်အဓိကကတော့သူစိတ်ဝင်စားဖို့ကောင်းပါတယ်သူရဲ့အဲသူက အောက်တန်းစားလို့ခေါ်ခံရတာမကြက်ဘူးအဲ့လိုအခေါ်ခံရဖို့အတွက်ဟိုသူ့မှာဖြစ်ပေါ်လာတဲ့ဟိုအချိုးအချောင်းလေးတွေရှိတယ်မနော်အဲအဲ့အဲ့အချိုးအချောင်းလေးတွေနဲ့ဆက်ဆက်ပြီးတော့သူကဇလန်ကသူကတော့ရှော့သွားတယ်ပေါ့နော်အဲ့မှာမင်းသမီးကလည်းအဲဒီဟာဟိုသူတည်ရဒါပေမဲ့အဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက်နဲ့နားလည်မှုလေးတွေအဲလွဲတဲ့ဟာမျိုးတွေအဲအဲ့လိုမျိုးတွေပေါ့နော် twist ရိုက်တယ် trauma ရတဲ့လူတွေကတော့အနိုင်မြင်ပါတယ်ဒါပေမဲ့ဒီလိုပုံစံမျိုးတော့လည်းမတော်မတွေ့ဘူးပါ ဟုတ်ဒါပေမဲ့ရှိနိုင်ပါတယ်သူကလူဘွားဆိုတာအကြောင်းအရာမျိုးစုံနဲ့တော့ရှိမှာပေါ့အဲအဲ့အတွက်တော့ကျွန်တော်ရဲ့ကျေးဇူးတင်ပါတယ်ဒီလိုမျိုးပုံမှန်ကိုလုပ်ခွင့်ရတဲ့ဇလန်းလေးတွေကျွန်တော်စီရောက်လာတဲ့အတွက်ကျွန်တော်လည်းအကောင်းဆုံးတော့ကြိုးစားအောင်အစုံမလုံးပဲပြောတာအဲ့လိုမျိုးဆိုတော့ပညာတွေလည်းအများကြီးရပါတယ်ပညာတွေလည်းအများကြီးရတဲ့အပြင်ဟိုကကျွန်တော်တို့ကကျွန်တော်ကကျတော့ရိုင်ရင်းနဲ့ကိုတင်နေရတာပေါ့ အဲဂျိုင်းနဲ့တင်တွေကတော့စကားတကားတကားဆိုရင်ကျွန်တော်မှာအဲအာယုံလည်းအရန်ဆိုက်ရတယ်ပြီးတော့ဒီလက်ဟာတော့မှဆိုလို့ပေါ့နော်ပြီးရင်တကားတင်မိတိုင်းနဲ့တကားပြန်ကြည့်ရတယ်အော်ဒီကားမှာငါဘာဖြစ်နေ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 အဲကိုယ့်အကူပရိသတ်တွေကအားရတာတွေရှိပြီမဲ့လဲကျွန်တော်ကအားရတာတွေလည်းရှိသူအားမရတာတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်ကတော့အများနဲ့အပြစ်ချနေရင်းနဲ့ပဲဟိုကလုပ်နေရပါတော့နော်ပြီးတော့ကျွန်တော်ဒီဟာကို pre production ဆိုရင်လည်းကျွန်တော်တို့အာဒီနေ့တနေ့ကုန် အဲ့လိုဟိုလေး၅ရက်ဟိုဒီ dialogue တွေပြောရတယ်ကျင့်ရတယ်အဲတရားတော်တွေတကယ်အတီးဟိုလောက်ရတယ်အဲ့တော့ဟို experience တွေတော့ပို့ပြီးရပါတယ်။ပို့ဝိုင်းရတော့သူလိုချင်တဲ့သူ့ရဲ့အဲဇလန်းဇညွန်အတိုင်းသူပြောတယ်အဲ့ထဲမှာမှဟိုညီလေးဗာလေးလှုပ်ချင်တယ်ဗာလေးလှုပ်ချင်တယ်အဲ့မှာကျွန်တော်တက်ပြီးတော့ဒီစကားလေးကတော့ဘူးကျွန်တော်ဘယ်လိုလေးပြောချင်လဲဘယ်လိုလေးပြောချင်လဲအဲ့လိုမျိုးပေါ့နော်အဲအဲ့လိုလေးညှိနှိုင်းပြီးတော့လှုပ်တယ်ပြီးတော့အဲ ဲ့လိုညှိနှိုင်းလုပ်ရင်းနဲ့ကျွန်တော်တည်ယူခဲ့ရပါတယ်။စုံလုံးကမ်းပြီးမယုံဘူးပေါ့။အဲအဲ့အဲ့အဲ့တော့လေးကြီးကြီးသူကဒီထဲမှာအချစ်ကလေးတွေလည်းပါတယ်။အချစ်ခန်းလေးတွေတော်တော်မိုက်တာ။အဲအဲ့လိုမျိုးပြီးရင်အဲ့လိုမျိုးဟိုအဲဒီလုံးနေပြန်ပြန်꿰ွားရတဲ့ဟာလည်းပါတယ်။အဲ့လိုမျိုးဖရမာလေးတွေလည်းပါတယ်။ဆိုတော့အဲစိတ်ဝင်စားဖို့လည်းကောင်းပါတယ်ခင်ဗျ။ အဲကျွန်တော်ကတော့လာရောက်ကြည့်ရှုပြီးတော့ဝေဖန်ပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်